ေ့ဟာမြတ်ဗုဒ္ဓရဲ့အရေးအာဝါဒအောက်မှာတည်ရှိတာဖြစ်ပါသောကြောင့်ရောက်ရှိလာသူအလုံးကိုယ်စိတ်နှလုံးအေးချမ်းသာရကြပါသည်ခင်ဗျာတရားနာပြည့်တဲ့အားလုံးစိတ်ကိုယူကိုချမ်းသာကြပါစေလို့ဥစဉ်ကဥစွာမေတ္တာပို့သပါရစေအဲ့တော့ဒီနေ့ဥစဉ်ဒါနကိုပါရမီမြောက်အောင်ဘယ်လိုပြုမလဲလို့အမိပေးထားတဲ့တရားတစ်ပုဒ်ကိုဒီနေ့ဟောကြားနိုင်ကြရအောင်เนาะအဲ့တော့ဒါနရိုးရိုးဒါနဟောရလားမဟုတ်ဘူးเนาะပါရမီမြောက်တဲ့ ဒါနာเนาะအဲ့တော့ဒါနာကိုပါရမီမြောက်အောင်ဘယ်လိုပြုမလဲဆိုတဲ့အခါကျတော့ဒါနာမှာ၃မျိုးထွက်လာလိမ့်မယ်เนาะပါရမီမြောက်အောင် ပြုတာရယ်ကုသိုလ်ဖြစ်ယုံမဲ့ပြုတာရယ်ထင်ရှားကြော်ကြားမှုဖြစ်အောင်ပြုတာရယ်เนาะပြန်ပြောကြည့်မယ်เนาะပါရမီမြောက်အောင်ပြုတဲ့ရယ်ကုသိုလ်ဖြစ်အောင်ပြုတာရယ်ထင်ရှားကြော်ကြားမှုပြုတာရယ်เนาะအဲ့တော့ပါရမီမြောက်ဖို့အတွက်ဘာတွေလိုလဲဆိုတဲ့အခါကျတော့ နိဗ္ဗာန်ကိုဥတီမယ်နော်သူတစ်ပါးအကျိုးကိုငဲ့မယ်မိမိအကျိုးကို လုံးဝမငဲ့ဘူးဆိုလို့ရှင်အဲ့ဒါပါရမီမြောက်တဲ့ဒါနာဖြစ်သွားတယ်ဒါ ው တော့အချင်းပဲမှတ်ထားလိုက်ပေါ့နော်ဒုတိယဒါနာဘာဒနာလေကုသိုလ်ဖြစ်ုံပဲပြုတဲ့ဒါနာအဲ့တော့ဒီလူဤကုသိုလ်ကောင်းမှုကြောင့်နောက်ဘဝပညာတတ်ပါလို့ရုပ်ချောပါလို့ဥစ္စာဘဝပါလို့စသည်ဖြင့်လောကီကျိုးတွေကိုပဲတောင်းတပြီးတော့မှပြုတဲ့ဒါနာအဲ့ဒီဒါနာကတော့ဒီမစ္စည်းမဒါနာအလယ်လက်ဒါနာကုသိုလ်ဖြစ်ုံပဲပြုတဲ့ဒါနာ နော်နောက်တတိယဒါနဘာဒါနလဲထင်ရှားကြော်ကြားမှုဖြစ်အောင်ပြုတဲ့ဒါနထင်ရှားကြော်ကြားမှုဖြစ်အောင်ပြုတဲ့ဒါနကတော့ဒီလူကိုလူလိုက်လို့ရှိရင်နော်လူတွေငါ့ကိုထင်ကြည့်သွားမှာပဲဆိုပြီးတော့မှမွေးနေ့ပွဲကြီးတွေပါတီပွဲကြီးတွေအခမ်းပွဲကြီးတွေပေးပစ်လိုက်တာဒါထင်ရှားကြော်ကြားမှုဖြစ်အောင်ပြုတဲ့ဒါနပါဠိလိုပြောမယ်ဆိုရင်နော်ဟီနဒါနခဏညံဒါနဒီသုံးခုကိုပါဠိလိုပြောမယ်ဆိုလို့ရှိရင်နော်ဟီနဒါနရယ်မေဇီမာဒါနရယ်ပဏိတဒါနရယ်ပေါ့အဲ့တော့ပဏိတဒါနမှာပါရမီမြောက်တယ် ဒါနဖြစ်သွားမှာเนาะအဲ့တော့လွင်းကတော့ပါရမီမြောက်ဖို့အတွက်သုံးချက်ကိုခြင်ထားမှာပဲနိဗ္ဗာန်ကိုဥတည်ရမယ်သူတစ်ပါးကျိုးကိုငဲ့ရမယ်မိမိကျိုးကိုလုံးဝမငဲ့ရဘူးကဲအဲ့ဒါလေးလင်္ကာလေးနဲ့ဆိုကြည့်လိုက်အောင်เนาะဒါနပြုရာညနေပါစိတ်မှာဥတည်ထားလောကီကျိုးအတွက်မငဲ့ကွယ်မှတ်ချက်တည်ကားထားသူတစ်ပါးအတွက်တာငဲ့တုံမှာမှတ်ပါချမ်းမာထား လူရင်းကတော့ပါရမီမြောက်ဖို့အတွက်နိဗ္ဗာန်ကိုဥတည်ရမယ်သူတစ်ပါးကျိုးငဲ့ရမယ်မိမိကျိုးကိုလုံးဝမငဲ့ရဘူးနော်ဥမာထားပါတော့ဦးဇင်းတို့တရားနာပြည့်တဲ့အိမ်မှာစာလေးတွေဗာလေးတွေအစာမကျွေးဘူးလားကျွေးတယ်ကကျွေးတဲ့ခါဆိုစာလေးတွေကိုဗာကျွေးတော့အေဆန်တို့စပါတို့ပေါ့ဆန်တို့စပါတို့ကြွေးလိုက်ကြွေးပြီးတော့ကဤကုသိုလ်ကောင်းမှုသည်နိဗ္ဗာန်ထောက်ပံ့ဖြစ်ပါစေဆိုပြီးတော့မှနိဗ္ဗာန်ကိုဆူတောင်းလိုက် ဆူတောင်းပြီးတော့မှဒါနံပါတ်1အင်္ဂါဝင်သွားပြီဒုတိယအင်္ဂါပါလေသူတစ်ပါးအကျိုးကိုငဲ့ရမယ်နော်သူတစ်ပါးအကျိုးကိုငဲ့ရမယ်ဆိုတဲ့အခါကျတော့လောဆယ်သူတစ်ပါးကဘသူတွေဖြစ်နေတာတော့စာလေးတွေစာလေးတွေဖြစ်နေတဲ့အခါကျတော့ငါကြွေးလိုက်တဲ့စာလေးတွေအစာလေးတွေစားပြီးတော့မှစာလေးတွေကိုဆင်းရဲခြင်းပါသည်စိတ်ဆင်းရဲခြင်းပါသည်စဆာရရအဆင်ပြေပါသည်ဆိုပြီးတော့မှစာလေးတွေကိုမေတ္တာပို့ပေးလိုက်နော်နောက်တတိယအင်္ဂါကပါလေ မိမိကျိုးကို လုံးဝမငဲ့ရဘူးဆိုတဲ့အခါကျတော့ဤစာလေးတွေကြည့်ရတော့ကုသိုလ်ကောင်းမှုကြောင့်နောက်ဘဝပညာတတ်ပါလို့ရုပ်ချောပါလို့ဥစ္စာဘဝပါလို့ဤစသည်ဖြင့်လောကီကျိုးတွေကိုမငဲ့နေတော့ဒါဆိုလိုက်လို့ရှိလို့ရှင်ဒီကိုပြုလိုက်တဲ့ဒါနာဘာဒါနာဖြစ်သွားမှာရောပါရမီမြောက်တဲ့ဒါနာဖြစ်သွားမှာเนาะအဓိကတော့နိဗ္ဗာန်ကိုဥတီမဲ့သူတစ်ပါးကျိုးကိုငဲ့မဲ့မိမိကျိုးကိုလုံးဝမငဲ့ဘူးဆိုလို့ရှင်ကုဒါနာပါရမီမြောက်တဲ့ဒါနာဖြစ်သွားမှာเนาะ ကဲအဲ့တော့ဦးဇင်းတို့တရားနာပြည့်သက်တဲ့အိမ်မှာဆုံးခံကြွတဲ့ဦးဇင်းလေးတွေပါလေးတွေမရှိဘူးလားရှိပါတယ်ရှိတယ်เนาะရှိတဲ့အခါကျတော့ဦးဇင်းကိုပါရမီမြောက်အောင်လောင်းပြပါအောင်ပါဦးကဲထားပါတော့ဦးဇင်းလေးတစ်ပါးဆုံးခံကြွလာပြီကြွလာတဲ့အခါကိုယ်ကဆုံးခွက်လေးနဲ့လောင်းပြီကဲကဲပါရမီမြောက်အောင်လောင်းပြသမ်းပါအောင်ဤကုသိုလ်ကောင်းမှုသည်နိဗ္ဗာန်၏အထောက်ပံ့ဖြစ်ပါစေเนาะနောက်ဒုတိယအင်္ဂါကပါလေသူတစ်ပါးအကျိုးကိုငဲ့ရမယ်လောဆယ်သူတစ်ပါးကဘာသူဖြစ်နေတာတော့ အဲဦးစင်လေးငါလောင်းလှူလိုက်တဲ့ဆွန်လေးကိုဖုံးပြီးတော့မှဦးစင်လေးကိုစင်ရဲ့ကင်းပါစီစိတ်စင်ရဲ့ကင်းပါစီအစစရရအဆင်ပြေပါစီဆိုပြီးတော့မှမေတ္တာလေးပို့ပြီးပို့ပြီးပြီးတော့မှဒီဆွန်လောင်းလှူရတဲ့ကုသိုလ်ကောင်းမှုကြောင့်နောက်ဘဝဘာဖြစ်ရပါလို့ညာဖြစ်ရပါလို့စသည်ဖြင့်လောကီကျိုးတွေကိုမငဲ့နေတော့ဒါဆိုလို့ရှိရင်ကုဒါနာဘာဒါနာဖြစ်သွားမှာတော့ပါရမီမြောက်တဲ့ဒါနာเนาะဟိုတခါတလေကိုယ့်အိမ်မှာထားတဲ့အိမ်မှာလုပ်ပေးနေတဲ့ ကလေးလေးတွေအိမ်ပေါ်ကလေးလေးတွေဘာလေးတွေမရှိဘူးလားရှိတယ်သူတို့တခါလေအင်ကြီးလေးတွေဘာလေးတွေဝယ်မပေးဘူးလားအေးဝယ်ပေးရင်လည်းကိုကပါရမီမြောက်အောင်ပေးရမှာနော်လက်နှစ်ဖက်နဲ့ယူတည်တည်ပေးပေးပြီးတော့မှအကုသို့ကောင်းမှုသည်နိဗ္ဗာန်အထောက်ပံ့ဖြစ်ပါစေနော်ငါပေးလိုက်တဲ့ဝိကလေးကိုဝတ်ပြီးတော့မှ ငါအိမ်ရာကလေးလေးကိုစင်ရဲကင်းပါစေစိတ်စင်ရဲကင်းပါစေအဆဆရရအဆင်ပြေပါစေမေတ္တာပို့ပေးနော်ပို့ပေးပြီးတော့မှအဲငါဒီလိုဝဲပေးလိုက်လို့ရှင်တော့ငါအိမ်အလုပ်တွေကိုကောင်းကောင်းလုပ်မှာပဲအစတိဖြင့် login မျှော်လင့်ချက်တွေကိုမထားနဲ့တော့ဒါဆိုလို့ရှင်ကုဒါနာပါရမီမြောက်တဲ့ဒါနာဖြစ်သွားမှာအဲ့တော့တခါတလေအိမ်မှာဧည့်သည်တွေဘာတွေမလာဘူးလားလာတယ်လာတဲ့အခါကော်ဖီတွေဘာတွေမတိုက်ဘူးလား ကဲဦးစင်းကိုပါရမီမြောက်အောင်တိုက်ပြသမ်းမအောင်ဟိုကဧည့်သည်ကလာပြီး coffee work ကလေးကိုရှေ့ချလိုက်ပြီးကဲရှေ့ချလိုက်ချပြီးတော့မှပါရမီမြောက်အောင်တိုက်ပြသမ်းမအောင်ဤကုသိုလ်ကောင်းမှုသည်နိဗ္ဗာန်ထောက်ပံ့ဖြစ်ပါစေနော်ငါတိုက်လိုက်တဲ့ coffee လေးကိုတောက်ပြီးတော့မှကိုစင်းရဲ့ကျင်ပါစေစိတ်စင်းရဲ့ကျင်ပါစေဆက်သက်ရအဆင်ပြေပါစေမေတ္တာပို့ပေးလိုက်နော်ပို့ပေးပြီးအေးငါ coffee တိုက်လိုက်လို့ရှိရင်တော့သူငါ့ကိုဘာဒီကူညီပါပဲစသည်ဖြင့် login မျှော်လင့်ချက်တွေ မထားနဲ့တော့เนาะအဲ့တော့ဒါဆိုလို့ရှိရင်ရိုးရိုးကော်ဖီလို့တောင်ပြောလို့မရဘူးဘာကော်ဖီလို့ပြောရမလဲအဲပါရမီကော်ဖီเนาะအဲ့တော့တိုက်မဲ့တိုက်ဘာကော်ဖီတိုက်မလဲပါရမီကော်ဖီတိုက်ဆွန်ကျွေးရင်လည်းဘာဆွန်ကိုကျွေးမလဲပါရမီဆွန်ကိုကျွေးเนาะဝေယဝစာလုပ်ရင်လည်းပဲအဲပါရမီဝေယဝစာလုပ်ဝေယဝစာကိုလုပ်เนาะတရားဟောရင်လည်းဘာတရားကိုဟောမလဲ အဲပါရမီတရားကိုဟောနော်ဥစဉ်ကလည်းပဲဒီနေ့ဖျားပြီးတော့တရားဟောပြောရဆိုကုသိုလ်ကောင်းမှုသည်နိဗ္ဗာန်၏ထောက်ပံ့ဖြစ်ပါစေဖျားပြီးတော့ဟောတဲ့တရားလေးတွေကိုနာကြပြီးတော့မှတရားနာပိသက်အားလုံးတရားသီလေးတွေရတော့ကြပါသည်ရသည်အားလျော်စွာကျင့်နိုင်ကြပါသည်ကျင့်နိုင်သည့်အားလျော်စွာမေဖို့နိဗ္ဗာန်ရဲ့ထောက်ပံ့ကောင်းတွေရတော့ကြပါစေလို့အဲ့ဒီလိုဆုတောင်းမေတ္တာပို့ပြီးတော့မှဟောလိုက်လို့ရှိလို့ရှင်ဥစဉ်ရဲ့တရားဟောပြောမှုကလည်းပဲပါရမီမြောက်တဲ့တရားဟောပြောမှုဖြစ်သွားတာပဲเนาะတကယ်တမ်းကျတော့တရားနာပိသက်ရဲ့ ဒီဟာကိုပါရမီမြောက်ဖို့အတွက်ကိုကထုံးထားလိုက်ဖို့ပဲ3လလလောက်သာထုံးထားလိုက်ဘယ်ကုသိုလ်ပဲလှုပ်လို့ကိုကပါရမီမြောက်အောင်လှုပ်လို့လှုပ်ထားလိုက်နောက်ဟော3လလလောက်ထုံးထားလိုက်လို့ရှိလို့ရှင်ကြံတဲ့ဗေဒါနပဲပြုပြုအလူလူအော်တိုမက်တစ်ပါရမီမြောက်အောင်ပြုပြီးသားဖြစ်ဖြစ်သွားတာနော်အဲ့တော့ဥစဉ်ကပါရမီအကြောင်းကိုအဓိကထားဟောနေတာဆိုတဲ့အခါကျတော့ဥစဉ်တို့တရားနာပြည့်တတ္တိယမင်းရင်မင်းပဲဥစဉ်ရဲ့တပည့်တော်တို့နိဗ္ဗာန်ကိုလည်းဆုတောင်းမယ်လောကီကျိုးကိုလည်းဆုတောင်းမယ်ဒါဆိုရင်ပါရမီမြောက်မမြောက်အဲ့လိုဆိုဘလို့ဖြစ်မလဲ တော့ဒါကိုလက်ဒီဆရာတော်ဖျားကြီးကဥဒ္ဓမပုရိသဒီပတိမှာဖြေးထားတယ်ပါရမီတော့မြောက်ပါလေတဲ့ဒါပေမဲ့ဘောဓိညံကိုမြန်မြန်စိုက်စေတဲ့ဤတော်မဟုတ်ပါဘူးတဲ့ဆရာတော်ဖျားကြီးကဇောတိကတထေလောင်ညီကိုနှစ်ယောက်ရဲ့ဝတ္ထုကိုထုတ်ပြထားတယ်နော်အားလုံးကြားဥပါတယ်ဇောတိကတထေလောင်ညီကိုနှစ်ယောက်နော်တခုသောဘဝမှာညီကိုညီတုတ်တဲ့ဇောတိကလောင်းဟာကြံငင်းကိုသွားသွားပြီးတော့မှအပြန်ကြတော့ကြံနှချောင်းချိုးခဲ့သူ့အတွက်ရဲ့အကိုအတွက်ရဲ့ လမ်းမှာပစ္စည်းကဗုဒ္ဓအရှင်မြတ်ကိုတွေ့တွေ့တဲ့အခါကျတော့ပစ္စည်းကဗုဒ္ဓအရှင်မြတ်ကိုလှူလှူပြီးတော့မှဘလို့ဆုတောင်းလဲဆိုတဲ့အခါကျတော့အီကုတုကောင်းမှုကြောင့်လူစည်းစိမ်နတ်စည်းစိမ်အချင်းချင်းခံစားဆန်စားပြီးတော့မှအရှင်ဖျားတို့တိရတော်တရားကိုတိရပါလို့ဤဆိုပြီးတော့မှဆုတောင်းလိုက်တယ်ဒီလိုနဲ့အိမ်ပြန်ရောက်ရောက်တဲ့ခါကျတော့အကိုလှုပ်တဲ့လူပြောပြတာပေါ့အကိုအကိုတည်းကြံလူခဲ့ပါတယ်ဆိုတဲ့ခါကျတော့အဲ့ဒီအကိုလှုပ်တဲ့လူကဘလို့လှုပ်လဲဆိုတဲ့ခါကျတော့လက်ဦးကလေးချီချီးပြီးတော့မှ ဤကြံလီလှူဒန်းရသောကုသိုလ်ကောင်းမှုကြောင့်ဘုရားတပည့်တော်သည်ပစ္စေကဗုဒ္ဓအရှင်မြတ်တို့တည်ရသောတရားကိုသာတည်ရပါလို၏ဆိုပြီးတော့မှဆုတောင်းလိုက်တယ်။အဲ့တော့အကိုနဲ့ညီဆုတောင်းတူရဲ့လားမတူဘူးเนาะညီလုတဲ့လူကတော့နိဗ္ဗာန်အပြင်ဘာလေးပါဆုတောင်းလိုက်တယ်။လောကီဂျိုးတွေပါဆုတောင်းလိုက်တယ်เนาะအကိုလုတဲ့လူကတော့ဘာပဲဆုတောင်းလိုက်တာလဲနိဗ္ဗာန်ကိုပဲဆုတောင်းလိုက်တယ်။အဲ့တော့ဆုတောင်းကွာသွားတဲ့အတွက်အကျိုးပေးလေကွာသွားတယ်။ အကိုလှုပ်တဲ့လူကတော့သူစုတောင်းအတိုင်းပါပဲဝိပဿနာမြတ်စွာဘုရားလက်ထက်မှာပဲယန္တာဖြစ်သွားတယ်ဥစဉ်တို့ဇောတိကတတိလောင်းကတော့သူစုတောင်းအတိုင်းပဲလူစည်းစိမ်နတ်စည်းစိမ်တွေအချင်းချင်းခံစားဆန်းစားပြီးတော့မှဥစဉ်တို့ဂေါရမဘုရားလက်ထက်ရောက်မှာဇောတိကတတိရဲ့လူဖြစ်နောက်သင်္ကန်းဝိနောက်နော်နောက်ပြီးတော့မှအရတမဲအရတပူရသွားတယ်အဲ့တော့စုတောင်းကွာသွားတော့အချိုးပေးကွာမသွားဘူးလားအေးတဏီယာဖြင့်ပြောမယ်ဆိုလို့ရှိရင်လည်းပဲတန်တရာတိုးတဲ့စုတောင်းနဲ့ တန်တရာရှိတယ်ဆုတောင်းနော်အဲ့ဒါလေးကိုလည်းမှတ်ထားလိုက်ပေါ့အဲ့တော့ဥစဉ်တို့တရားနာပြည့်တည်းကဥစဉ်ကပါရမီပဲဖြည့်ဟောနေတဲ့အခါကျတော့ဥစဉ်ရဲ့ကိုဖြစ်ချင်တာလေးတွေပေါ့ဆုတောင်းဝင်မရှိတော့ဘူးလားအဲ့လိုမေးမယ်ဆိုမေးလို့မရဘူးလားเออกูใจตโลต้องหลูยาบาเลยญัสสาพะยาก็เลยเปปารมีเหมี่ยวออกมาลุออกมาไอ้หลูห่อมาทาวเนาะอะบาผิดหลูแล้วสุดแล้วคาจรเวลามาตุฑุฑกินาวิเวงาตุฑุมาญัสสาพะยาห่อทาได้มะล่ะ တရိစ္ဆာန်ကိုလှူတာတဲ့သီလမဲ့တဲ့လူကိုလှူတာပိုးအကျိုးရှိတယ်သီလမဲ့တဲ့လူကိုလှူတာတဲ့သီလရှိတဲ့လူကိုလှူတာပိုးအကျိုးရှိတယ်သီလရှိတဲ့လူကိုလှူတာတဲ့သောတာပန်ကိုလှူတာပိုးအကျိုးရှိတယ်စသည်ဖြင့်ပုဂ္ဂိုလ်အယုံမြန်ကွဲပြီးတော့မှအကျိုးပေးကွဲသွားတာတွေကိုဟောမထားဘူးလားဟောထားတယ်အဲ့တော့ပြောချင်တာကကိုကဒီအကျိုးကြီးကြီးလိုချင်တယ်ဆိုလို့ရှိရင်ပုဂ္ဂိုလ်အယုံမြန်ရွေးချယ်ပြီးတော့မှလှူလိုက်နော်အဲ့ဒီလိုမှမဟုတ်ဘဲပါရမီမြောက်အောင်လှူချင်တယ်ဆိုလို့ရှိရင်နော်ပုဂ္ဂိုလ်အယုံမြန် မရွေးချင်တဲ့တော့ဥမာထားပါတော့ဒီသီလရှိတဲ့လူရဲ့သီလမဲ့တဲ့လူရဲ့နှစ်ဦးရှိနေတယ်ရှိနေတဲ့အခါကျတော့ကိုကအချိုးကြီးကြီးလှူကျင်တယ်ဆိုလို့ရှိရင်သီလရှိတဲ့လူကိုလှူလိုက်နော်သီလရှိတဲ့ကိုလှူလိုက်ဒီလိုမှမဟုတ်ပဲပါရင်မြောက်အောင်လှူကျင်တယ်ဆိုလို့ရှိရင်နော်ဒီပုဂ္ဂိုလ်အယုံမြရွေးချင်နေစရာလူသေးလားအဲ့တော့ကိုကအချိုးကြီးကြီးလှူကျင်တယ်ဆိုလို့ရှိရင် ပုဂ္ဂိုလ်ယုံမြန်ရွေးချယ်ပြီးတော့လှူပါပါရမီမြောက်အောင်လှူခြင်းနဲ့ဆိုလို့ရှိရင်တော့ပုဂ္ဂိုလ်အယုံမြန်မရွေးချယ်ပါနဲ့တော့နော်အဲ့တော့ပုဂ္ဂိုလ်အယုံမြန်ရွေးချယ်ပြီးတော့မှလှူရင်ပါရမီမြောက်ဘူးအဲ့ဒါကိုရင်ထဲကိုထည့်ထားပါနော်ကဲအဲ့ဒါအဲ့ဒါလေးလဲလင်္ကာလေးနဲ့မှတ်ထားတိုင်းပါနော်ပုဂ္ဂိုလ်ယုံမြန်ရွေးချယ်အပ်ခေါ်အပ်ကုသိုလ်သာပုဂ္ဂိုလ်မရွေးလှူဒန်းပေးမှတ်ရေးပါရမီအဲလွင်းကတော့ပုဂ္ဂိုလ်အယုံမြန်ရွေးချယ်ပြီးလှူရင်တော့ပါရမီ မမြောက်တော့ကိုကပါရမီမြောက်အောင်လှူကျင်တယ်ဆိုလို့ရှိရင်တော့ပုဂ္ဂိုလ်အယုတ်မြန်မရွေးချရင်ပါနဲ့တော့အဲ့တော့ကိုကိုကပဲအတိကကြမလို့လားအဲပါရမီမြောက်အောင်လှူကျင်တဲ့ပုဂ္ဂိုလ်အတွက်အလှခံပုဂ္ဂိုလ်ကအရေးကြီးလားမကြီးဘူးဘယ်သူကပဲအရေးကြီးတာတော့အလှပေးပုဂ္ဂိုလ်ကပဲအရေးကြီးတာပဲအဲ့တော့ကိုကပါရမီမြောက်အောင်လှူကျင်တယ်ဆိုလို့ရှိရင်လို့ရှိရင်နေပံဥတီပါသူတစ်ပါးချိုးကိုငဲပါမိမိချိုးကိုလုံးဝမငဲပါနဲ့ဒီအင်္ဂါ၃ချက်နဲ့ညီးသွားပြီဆိုလို့ရှိရင် ကိုပြုလိုက်တဲ့ဒါနာဟာပါရမီမြောက်တဲ့ဒါနာဖြစ်သွားမှာအဲ့တော့ပါရမီမြောက်အောင်လုပ်လို့ရှိရင်ဘာထုလဲဆိုတဲ့ခါကျတော့ပါရမီမြောက်အောင်လုပ်လို့ရှိလို့ရှိရင်ပါရမီလည်းမြောက်တယ်ကုသိုလ်လည်းဖြစ်တယ်ထင်ရှားကြွကြမှုလည်းဖြစ်တယ်ထင်ရှားကြွကြမှုကိုတောင်းတပြီးလှုပ်တာတော့ဟုတ်ရဲ့လားမဟုတ်ဘူးဒါပေမဲ့ထင်ရှားကြွကြမှုတွေကဖြစ်မနေဘူးလား ဖြစ်နေတယ်เนาะအဲ့တော့ကုသိုလ်ဖြစ်အောင်ပဲလုပ်လို့ရှိရင်เนาะကုသိုလ်ဖြစ်အောင်လုပ်လို့ရှိရင်เนาะကုသိုလ်လည်းဖြစ်တယ်ထင်ရှားကြွကြမှုလည်းဖြစ်တယ်ဒါပေမဲ့ပါရမီတော့မမြောက်ဘူးเนาะနောက်တတိယတစ်ခုကြတော့ထင်ရှားကြွကြမှုဖြစ်အောင်ပြုတဲ့ဒါနအဲ့ထင်ရှားကြွကြမှုဖြစ်အောင်ပြုတဲ့ဒါနကတော့ထင်ရှားကြွကြမှုဖြစ်အောင်အလွယ်လို့ပါရမီလည်းမမြောက်ဘူးကုသိုလ်လည်းမဖြစ်ဘူးကျေးဇူးတော်ရှင်လက်ဒီဆရာတော်ဘုရားကြီးကတော့အဲ့ဒီပကတနာစိတ်နဲ့ပြုတဲ့ဒါနကို ဘောဟတံပတိဘောဂတံပတိကိုလုံးဝအကျိုးမပေးနိုင်သလိုတဲ့ပါရမီမြောက်ဖို့ဆိုတာကတော့ဝေရောပါပဲတဲ့နော်အဲ့တော့ကိုကပါရမီမြောက်အောင်လှူကျင်တယ်ဆိုလို့ရှိလို့ရှင်ဒီ၃ချက်ကိုပဲဂင်ထားလိုက်ရမယ်အဲ့တော့ပါရမီမြောက်အောင်လှုပ်လိုက်တာ ਨੇ ဆော့ဆော့ကပြောခဲ့တဲ့ဘောဟတံပတိဘောဂတံပတိတို့ထင်ရှားကြောကြမှုတို့ကမတောင်းတပြီးမှသူ့လိုလိုဖြစ်မသွားဘူးလားဖြစ်သွားတယ် နော်အဲ့တော့လွင်းကတော့နိဗ္ဗာန်ကိုဥတည်ပါသူတစ်ပါးကြိုးငဲ့ပါမိမိကြိုးလုံးဝမငဲ့ပါနဲ့ဒါဆိုလို့ရှိရင်ကုဒါနာဟာပါရမီမြောက်တဲ့ဒါနာဖြစ်သွားပါလိမ့်မယ်ဒါလို့ဆိုရင်အတင်တင်ပြည့်စုံတော့ပါပြီဥစဉ်ဒီနေ့တရားဟောပြောတဲ့ကုသိုလ်ကောင်းမှုသည်နိဗ္ဗာန်ထောက်ပံ့ဖြစ်ပါစေလို့ဆုတောင်းရင်ဥစဉ်ရဲ့တရားဟောပြောမှုကိုဒီမှာပဲနေကုန်ချုပ်ပါတယ်